မလ28ရက်မှာအင်အားပြင်းထန်တဲ့9.8မဂ္ဂနီတူးရှိတဲ့မြင်းကလေးလှုပ်သွားခဲ့ပြီးတဲ့နောက်ရက်ပိုင်းအတွင်းမြန်မာနိုင်ငံအလဲပိုင်းရဲ့အကြီးမားဆုံးသောလူအပ်ချက်တွေထဲမှာရွေလျားဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့တန်ရှင်းတဲ့တောက်သုံးရီတို့ပါဝင်နေလို့နိုင်ငံတကာကယ်ဆယ်ရေးကော်မတီကတာဝန်ရှိသူတဦးကပြောပါရယ်လူတွေဟာအပြင်ဘက်မှာအိနေကြပါရယ်ဆေးရုံတွေဟာလူတွေပြေးကျက်နေပါရယ်အရင်မှနေထိုင်တဲ့သူတွေဟာတန်ရှင်းတဲ့ရေပြက်လက်တာကိုကြုံတွေ့နေရပါတယ်လို့နိုင်ငံတကာကယ်ဆယ်ရေးကော်မတီမှာမြန်မာနိုင်ငံအတွက် ယာယီနိုင်ငံဒါရိုက်တာမိုဟာမက်ရီယက်စ်ကပြောပါရယ်အပြန်စီးတွေကြားထဲမှာအလောင်းတွေကိုတူးဖော်ခြင်းမပြုရသေးတာကြောင့်တည်ဆုံးသူအရေအတွက်တိုးလာမယ်လို့မျှော်လင့်ရတာနဲ့အတူတည်ဆုံးသူစုစုပေါင်းဟာ2000ကျော်ရှည်သွားပြီလို့အစိုးရမီဒီယာရဲ့ထုတ်ပြန်ချက်အရသိရပါရယ်အိန္ဒိယနဲ့တရုတ်တို့လိုအိန္ဒိချင်းနိုင်ငံတွေကအကူအညီတွေကိုကတိပြုထားပြီးဖြစ်တယ်လို့ရီယက်စ်ကပြောပါရယ် NGO အဖွဲ့တွေထံကိုဥရောပလှူဒါန်းမှုတွေအနည်းငယ်တိုးလာတယ်လို့ဆိုပါရယ် အမေရိကန်သမ္မတကငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ကိုအကူအညီပေးသွားမယ်လို့မလ28ရက်ကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံကိုအဖွဲတစ်ဖွဲသွားလိမ့်မယ်လို့အမေရိကန်နိုင်ငံသားကြီးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတင်မီဘရုစ်ကမလ31ရက်ကပြောကြားခဲ့ပြီးနိုင်ငံသားကြီးဝင်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ NGO အဖွဲ့တွေထံဒေါ်လာ2သန်းထောက်ပံ့ပေးမယ်လို့ပြောကြားခဲ့ပါတယ်။အခုအကြက်တဲ့အတွက်နိုင်ငံတကာကယ်ဆယ်ရေးကော်မတီမှလက်ရှိအချိန်အထိ အမေရိကန်နဲ့ထောက်ပံ့မှုတွေကိုမတွေ့ရသေးဘူးလို့ Reyes ကပြောကြားပေမဲ့အကွန်ကြီးပေးရအတွက်အမေရိကန်ကို၎င်းကမြေတံရက်ခံထားတယ်လို့ဆိုပါရယ်။ဒါဟာတမိုင်းမှာကြီးမားတဲ့လူသားချင်းစာနာမှုဆိုင်ရာအကျအတည်းကြီးဖြစ်ပါရယ်။အမေရိကန်ထောက်ပံ့မှုဟာအခုအရေးပေါ်အခြေအနေကိုတုံ့ပြန်ရေးအတွက်အလွန်အရေးပါမယ်လို့ထင်ပါတယ်လို့၎င်းကပြောပါရယ်။